။ Andy ရေ Andy ရှမီမနက်တီကိုဘာလုပ်ပေးလိုက်တာလဲ။အော်တော်တော်ခုနေစားတာလား။ Andy ရောအကောင်ရေးစားတယ်။ပြီးရော Andy ရတမျိုးဒီနေ့ချစ်ပြီးမုတ်နှမျိုးတော့လုပ်ပေးလိုက်တယ်ဟုတ်လား။ဟာသူမလေးကဘိုက်စားနေတယ်ပြောလို့ညလေးကဘာမှမစားတော့ဘူးဆိုတော့ လုတ်ပေးလိုက်တာကျမတို့တော့ကျမအဲ့လိုချစ်တော့เนาะဒီမှာကြည့်ကျမတို့အန်တီလုတ်ကြွေးတဲ့ဒီလိုမျိုးလေသမင်းပေါ့เนาะအန်တီဒါမနေ့ကသမင်းလားမမနက်ကလေအောင်းသွားအန်တီကဒီနေ့အဲသမင်းပူပူလေးမှာပဲပြုတ်လေးနဲ့ပဲပြုတ်ရဲစက်တွန်စင်းရဲပြီးတော့ပဲစီလေးရဲရေပဲစီလေးရဲလေလှုပ်စားကြည့်အရာစားလို့ကောင်းတယ်မနက်ပိုင်းလေဒီလိုမျိုး ီလိုမျိုးပဲပြုတ်စီစံထမင်းလေးစားရတာလေအရန်ကြိုက်နစ်တတ်တယ်။ဘာလို့ဆိုကျမတို့ကထမင်းလေဆွဲစားတဲ့အဖွဲကားဆိုလို့ပေါ့နော်။စားကြပါဦးရှင်။ဘစ်စမီလာ။တကယ်ကျင်းချင်းပြောရလေ။ကျင်းကြီးကတကယ်ကိုအချစ်ခံရတဲ့အမျိုးသမီးတကယ်ကိုအရာကန်ကောင်းတဲ့အမျိုးသမီးဟုတ်တယ်။ မျက်လုံးနှလုံးပွင့်လိုက်တာ ਨੇ ပေါ့နော်အဲ့လိုမျိုးကိုစားချင်တာလေးတွေကိုပေါ့နော်အမြဲတမ်းအစင်တစ်စီစဉ်ထားပေးတဲ့အန်တီတယောက်ကြင်ကျင်းသားမှရှိထားပေးတာလေတကယ်ကိုလုံးဝတန်ဖိုးမဖြတ်နိုင်ဘူးအန်တီရဲ့လက်ရတကယ်ကိုကျွေးချင်တယ်တကယ်ကိုအရန်စားကောင်းတာ ာလိုက်လှုပ်စားကြည့်ထမင်းချမ်းရှင်ထမင်းချမ်းလေးနဲ့ပဲလှုပ်စားအဲထမင်းပူရှင်နော်ထမင်းပူလေးနဲ့လှုပ်စားကြည့်အကုံကြလည်းဘာမှမရှိဘူးစားရတာလည်းစားကောင်းပြီးမှအရန်နဲ့ကိုတကယ်ကိုပါအရင်စိတ်ချမ်းသာကျညာအစားစားနေရတဲ့အချိန်ဆိုစိတ်ချမ်းသာဆုံးအချိန်ကအစားစားနေရတဲ့အချိန်ပဲ အမဲသားစီစဉ်ကြော်လုတ်ထားပေးတာတော့မစားချင် ာတောက်တွေကိုမထိန်းနိုင်ဘူးကွာအစာတောက်တွေကိုလည်းအရန်ကြိုက်နေတတ်တယ်ဆိုတဲ့သူတွေကလေဒီဥရှင်းဖြိုရေတောက်ကိုတောက်ထားတင်တယ်အစာတောက်ကိုလည်းမထိန်းနိုင်ဘူးခနာကိုမှအစီပိုတွေဖြစ်လာတာလည်းမလို့ချင်ဘူးခနာကိုလည်းအမြဲတမ်းတွယ်လျပြီးတော့မှအမြဲတမ်းလှနေချင်တယ်အစာတောက်တွေကိုလည်းမဖြစ်နိုင်ဘူးဆိုတဲ့သူတွေဥရှင်းဖြိုရေတောက်ကိုတောက်ထားကဲခမင်းပဲပြုတ်ခမင်းတပကံ ပုံသွားပြီးဒီခေါက်ထပ်ဆာမှာကတော့မမခေါက်ဆွဲတက်ဒီဟာစားကောင်းနော်ကြည်ကျင်းကအရာစားကြည့်တယ်လို့မပြောရအောင်နော်ဒီခေါက်ထပ်ဆာမှာကတော့မမခေါက်ဆွဲတက်ပဲဟုတ်တယ်ကြည်ကျင်းကအရာစားကြည့်တယ်လို့မပြောရအောင်နော်ဒီမမခေါက်ဆွဲတက်ကလေးတကယ်အရာစားကောင်းလားအရန်ကြိုက်တာ

အရင်ဝယ်ရခတ်တယ်တော်တော်လေးကိုရှာရရှမီမာဟိုစားလေအမစားတဲ့ဟိုခောက်ဆွဲလေအဲ့ခောက်ဆွဲထုတ်ကြံနေလားအဲ့တထုတ်ပဲကြံတော့တာလားအဲ့တစ်ချက်လောက်ပြပေးဘယ်ခောက်ဆွဲထုတ်လဲဆိုတာပြပေးချင်လို့ဝယ်ရအရင်ခတ်တယ်တာတော်မလေးကြီးကြီးအရန်ကြိုက်နှစ်တက်တယ်အရန်စားတာကြိုက်တယ်ဆိုပြီးမှအိမ်ရမမတဲကလေကြီးကြီးတွတ်ရှာရှာခက်ထားတာ နောက်ထပ်ပဲကြံတော့လာတာဟုတ်တယ်အင်းဒီခေါ့ဆွဲတော့ဒီခေါ့ဆွဲတော့လေရောင်းတဲ့လူရှင်ကျင်းကျင်းကိုဆက်တွေ့ပေးနော်ကျင်းကျင်းပါကင်လိုက်၃ပါကင်လောက်ယူထားခြင်းလို့ကျင်းကျင်းအရန်ကြိုက်တယ်တခါစားရင်နှစ်ထုပ်နှစ်ထုပ်စားတာဒီနေ့ကပဲပြုတ်ထမင်းစားထားလို့အန်တီကဒီမှာတစ်ထုပ်ပဲတုတ်ပေးတာကျင်းကျင်းတခါစားရင်နှစ်ထုပ်စားတာ တို့လေပြုတ်စားရတာမကြိုက်အဲ့လိုတုတ်စားရတာအရန်ကြိုက်တာအရန်လဲစားကောင်းတယ်လိုက်ရှာဝဲကြည့်ဒါပေမဲ့အရန်ရှာရခတ်တယ်ဈေးလဲတိတ်မများဘူး

စကောင်းရောပိုင်လို့ပြေသွားတာပဲစားချင်တာတွေအကုန်လုံးစားလိုက်ပြီဆိုတော့ဦးရှင်းဖြော်ရေတောက်ပါမယ် ။ဦးရှင်းဖြော်ရည်လေးရဲ့အရာတာကလေသူက berry tea နဲ့ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ပေါ့နော်။အနံ့လေးဆို berry tea နဲ့မှုမွေးလေးနဲ့အဲပါဇက်ထဲရောက်သွားတဲ့အရာတာက berry tea ရဲ့အချိုရယ်ပြီးတော့သူ့ရဲ့အနောက်ကအချင်တက်လေးရကိုစားလိုက်တဲ့အစာတောက်တွေကိုလုံးဝဘယ်လိုပြောမလဲလုံးဝကွာမအီပဲနဲ့လုံးဝအီကိုပြေသွားစီလေကွာ။ ပူရှင်းဖြော့ရည်ကိုပါအတွက်တောက်ရလဲဆိုတော့ဒီနေ့အသေးစိတ်တစ်ခါထပ်ပြောပေးသွားမယ်เนาะပူရှင်းဖြော့ရည်ကအတိကအာကျင်းကျင်းလို့လို့မျိုးအစာတောက်တွေအရင်တောင်းကြတယ်ကျမရည်နဲ့ညီညွတ်တဲ့အစာတောက်တွေလည်းရွေးပြီးမစားပေးနိုင်ဘူးကွာကိုစားချင်တာတွေစားမယ်အဲ့လိုကိုစားချင်တာတွေစားပြီးတော့မှအအစီပိုတွေမတရားစုတာတွေเนาะပြီးတော့လို့ရှိကိုစားလိုက်တဲ့အစာအစာထဲမှာအစိတ်တောက်တချို့ကကြတော့ဇကြောတက်တာတွေတွေးတိုးတဲ့အစာစာတွေရှိတယ်အဲ့လိုမျိုးတွေစားပြီးသွားရင် ီဥရှင်းဖြော်ရည်လေးကိုတောက်ပေးလိုက်။သူကကြတော့ကျင်းတို့စားလိုက်တဲ့အစာတွေကိုလုံးဝဒီဥမာကြီးကိုကလင်းစင်တန့်ရှင်ရေလုတ်ပေးပြီးတဲ့အပြင်ကိုမှကျင်းတို့စားလိုက်တဲ့အစာရဲ့အစိတ်အတော့တွေကိုအစာသူကခြေဖြတ်ပေးလိုက်တာပဲဖြစ်တဲ့အဲ့ဒီတော့ကြောင့်အစာတောက်တွေအရင်စားတယ်မကျင်းချင်းကဒါပေမဲ့မကျင်းချင်းကိုကြည့်တယ်ဆိုရင်တော့တရက်ထက်တရက်ကပို့ပြီးတော့မှပွေလာတာကိုတွေ့ရတယ်เนาะတရက်ထက်တရက်ပို့ပြီးမှအသားရည်တင်းရင်းနာတွေတွေ့ရတယ်ဆိုတော့ လျှို့ဝှက်ချက်ကတော့ဥရှင်းဖြော်ရည်ပဲဟုတ်တယ်ပြီးတော့ရင်ဒီဥရှင်းဖြော်ရည်ကလေဝန်ချုပ်တဲ့တမားတွေလုံးဝသုံးကိုသုံးပေးတင်တယ်သူကကြတော့ဝန်မှန်ပိုက်ချက်ပြီးမှအစီတွေကိုခြေဖြတ်ပေးတာပဲဟုတ်တယ်အဲဒီလူတယောက်တော့ပေါ့နော်ဝန်ချုပ်တယ်ဆိုရင်ဘယ်အရာမှမကောင်း ဝန်းချုပ်ပြီးဆိုတာနဲ့ခန္ဓာကိုယ်တွေလေးလံလာမယ်အသားရည်တွေညှစ်ကြမ်းလာမယ်အကြောတွေတက်မယ်เนาะဒီဝန်းချုပ်တဲ့ဆိုးကျိုးကအများကြီးမှအများကြီးပဲအဲ့တော့အမြဲတမ်းဝန်းချုပ်နေတယ်ဝန်းအဒီပေါ့နော်ဝန်းပြော့စေးတဲ့အမြဲသုံးနေရတယ်အဲ့လိုမျိုးလဲမသုံးချင်တော့ဘူးเนาะအဒီဝန်းချုပ်တဲ့ပြဿနာကိုလဲတက်တာသွားချင်တယ်အစီလဲကြချင် ချင်းချင်းရဲ့မင်္ဂလာရှိတဲ့မနက်ခင်းလေးကတော့ချင်းချင်းရဲ့အန်တီချင်းချင်းကိုလှုပ်ကြွေးတဲ့မနက်နက်စတာလေးတွေနဲ့အစာပြုပါမယ်ရှင်။စားကြပါအောင်ဒီမှာပေပြုတ်ရဲ့ကြက်တွန်စင်းရဲ့မြေပဲစီမွမွေးလေးရဲ့တုတ်ထားတာဒါကတော့မမ